တို့ညာ YouTube channel ကိုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ကဖတ်ပြလက်စာဖြစ်တဲ့ဆရာချစ်ဆန်ဝင်ရဲ့လာမင်းအိမ်တို့ရဲ့နှလုံးသားမေတ္တာဆိုတဲ့စာအုပ်ထဲကစာပုံလေးတွေကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်လေးကဆိုရင်မူရင်းစာရေးဆရာ Chicken Pie နဲ့ Ma Better Hin Sin တို့ရဲ့ Chicken Soup for the Soul လို့အမည်ရတဲ့စာအုပ်လေးကိုဘာသာပြန်ထားဖြစ်ပါတယ်ဒီတွေကမှကျွန်တော်က စိတ်ပဒင်းပေါက်ဆိုတဲ့စာပိုက်လေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ခန်းစားနာဆင်ကြည့်လိုက်ရအောင်ခမရ။စိတ်ပဒင်းပေါက်စေယုံတီယုံဤအခန်းတွင်အသေးအတန်လူမမာနှစ်ဦးနေရသောအခန်းကသေးငယ်သည်။အပြင်ဘက်ကိုကြည့်ရန်ပဒင်းပေါက်တစ်ခုသာရှိ၏။လူနာတဦး၏အမိကဥပဟံသူသည်စိုးစိုးဝါးဝါးယောဂနှင့်စေယုံတို့ရောက်လာသူဖြစ်၏။ အခြားလူနာတဦးဤအမိကဦးလှသူယောဂါကနေလားညလားပူပန်းနေရသည့်အနေထားဖြစ်သည်ဥပဟံသည်အိယာထမထား၍မရာတစ်ချိန်လုံးကြောဆန့်ရင်းသာအချိန်များကိုကုံလွန်းနေရ၏ဦးလှကတော့တနေ့တွင်တနာရီလောက်ထိုင်ခွင့်ရ၏သူထိုင်ရမည့်အချိန်တွင်သူနာပြူများရောက်ရှိလာပြီးသူ့ကိုမထုပေးသည်ထို့နောက် သူအဆုတ်ထဲမှအကြီးများကိုပိုက်ဖြင့်ဆုတ်ထုတ်ယူသည်ပြီးလျင်သူသည်ကြောခင်း၍သာနေရ၏ဥလာအားမတ်အောင်ထောင်ပေးပြီးပိုက်တန်းလန်းဖြင့်အကြီးတချို့ကိုဆုတ်နေချိန်တွင်သူမျက်နာသည်ပြတင်းပေါင်းနှင့်တဲ့၍နေ၏ထိုအချိန်တွင်ဥပဟံအမြင်ကတော့စေးယုံမြင်နေချင်မှလွဲ၍ဘာကူမှမမြင်နိုင်ဥလာသည်ညနေချိန်ကြာရောက်၍ ပြင်းပောင်းနှင့်သူမျက်နာတဲမိုင်းလိုက်သည်နှင့်အပြင်လောကမှ သူမြင်ရသော အချင်းအရာများကို ထုတ်ဖော်ပြရင်အချင်းကုန်စေ၏ပြင်းပောင်းမှတစဉ်ရေကန်ရှိသောပန်းခြံတစ်ချံကိုအပေါ်စီးမှမြင်နေရဟန်သူပါ၏ဦးလာကရေကန်ထဲမှာဘဲတွေရောငန်းတွေရောတွေ့ရတယ်ကလေးတွေကငန်းတွေကိုပေါင်မုံးပြည့်ကျွေးနေကြတယ် ခလန်းလမ်းမှာကလှိကလေးတွေတွေ့ရတယ်ဟုဆို၏ဟိုဘက်ကတပင်ညူညူအောင်မှာတမီးသားစုံတွဲပြူငငယ်ရွယ်ရွယ်လေးတွေဆိုတော့ကြည်နူးစရာပဲဗျာသူတို့တမီးသားလက်တွဲပြီးလမ်းလျှောက်သွားတော့ကျုပ်ငငယ်ကရေးသားခိုးထားခဲ့ရတာတတိယမိတယ်ဗျာဟိုးဘက်မှာကကလေးတွေဘောလုံးကစားနေကြတယ်ရေကန်ရဲ့အနောက်ဘက်မှာတော့ မိုးကောင်းကင်နောက်ခံထားပြီးအုံတော်တစ်ခုကိုခိုင်ရင်းရင်းမြင်နေရတဲ့ရှုခင်းကตาရာကြည်နူးဖို့ကောင်းပါတယ်ဗျကြောပလက်ဖြစ်နေသော ဥပဟံကဥလပြောနေသည့်အကြောင်းချင်းရာများကိုစိတ်ဝင်စားစွာနားထောင်ရင်တစ်ချိန်လုံးကြည်နန်းနှစ်သိမ့်နေသည်ကလေးတယောက်ရေကန်ထဲကြတော့မတက်ဖြစ်သွားတယ်ဗျာကံကောင်းလို့ကံကောင်းလို့အဝယ်အစားအထင်းနဲ့အောက်စင်တူနဲ့ ဒီကလေးနဲ့ကောင်မလေးလမ်းလျှောက်နေတာကနွယ်ကလေးလေးဗျာဦးလာဟန်ဒီတခန်းထဲနေသူမိတ်ဆွေဖြစ်သူဤပြောပြခြင်းများကိုနားထောင်ရင်သူကိုယ်တိုင်တွေ့မြင်နေရပြီးတကယ်သူခံစားနေရသည်တခုသောตาရသည်ညံ့နေခြင်းတွင်ဥပဟန်ဤဦးကောင်းနေသူအတွေ့တရဝင်ရောက်လာခဲ့၏ဒီခန်းထဲမှာလူနာဆိုလို့ငါတို့နှစ်ယောက်တည်းရှိတာ ပဒင်းဘောက်ကနေမြင်ရတဲ့အခွင့်အရေးကိုဦးလာတူတဲ့ခံစားနေရတာဟာငါကံစိုးတာလားဒီအခွင့်အရေးကိုငါကောမရတဲ့ဘူးလားငါလည်းရောကောင်တဲ့ဝေဒနာရှင်တူပဲငါဘောကကံစိုးလာကြည်လားလူနာဖြစ်လို့ဆေးရုံရောက်တာတောင်းပဒင်းဘောက်နေရာကိုငါမရထိုက်တဲ့လူပါလားခုဆိုကား ဝန်းနေနေဤထို့သူတွေးပြီးမှအိုးကြောင်မကောင်းတဲ့စိတ်ထားပဲငါမွေးစီဟာသူမြင်တဲ့များတွေကိုငါ့ကိုပြောပြနေတာပဲခုတွေးမိပြန်ကမိမိစိတ်ထားအတွေ့ရှစ်စိတ်ဖြစ်ပေါ်လာခဲ့ပြန်ဤခက်ဒီကဥပဟန်ဒီထို့သူမစင်စားမိရန်စူးစားလီလီနေရပြောင်းလို့စိတ်ကပူဆိုးလီလီဖြစ်လာဤဘာဝဲဖြစ်ဖြစ် ဥလာကရင်ကိုရရင်တော့သိကောင်းမှာပဲဟုစဉ်းစားခဲ့ဤထိုစိတ်ကိုဥပဟံသည်စ조사၍ပေဖြောက်သည်ဒီလိုနှင့်ဥပဟံရောဥလာပါရစ်အတော်ကြာဝေဒနာခံစားရင်စေးယုံပေါ်၌ရှိနေခဲ့ကြ၏တညာဥပဟံအိမ်မောကြနေချိန်တွင်တဖက်ကလေးမှဥလာသည်ယုတ်တည့်ရဲ့နိုးလာပြီးချောင်းတော့ဟော့ဆိုးကား အသက်ရှူကြနေ၏။ဥလာဤလက်များကတူနာပြုဆရာမလေးများအပြည့်အလွားရောက်ရှိလာစေမည်ခလုတ်ကိုစံတော်ဝါဝါစူးစားအာယူ၍ရှာဖွေပါတော်လေ။ခလုတ်ထံလက်မရောက်တော့ဘဲအသက်ရှူရကကွယ်လွန်သွားရှာလေတော်သည်။နန်းနှင့်မူလင်းသောအခါဥလကွယ်လွန်းနေသည်ကိုသူနာပြုဆရာမများက တွေ့ရှိပြီးအလောင်းကိုတည်ယူသွားကြ၏ဥပဟန်သည် အခန်းတဲ၌တဦးတဲကြံရက်ခဲတော်သည်ဥပဟံသည်ပြတင်းပေါင်းမှတစင်ဥယျင်အတွင်းမှမြင်ကွင်းကိုပျောပြားမိသူမရှိတော့ပဲဖြစ်သွားရ၏ထို့ကြောင့်ရှစ်အတန်ကြာသောအခါဥပဟံကမိမိကရင်အားပြောင်းရွှေ့ပေးပါရန်သူနာပြုဆရာမလေးများအားမေတ္တာရက်ခံတောင်းဆိုပါ၏ထို့ကြောင့်စေယုံမှာ ဥပဟံကိုဖြတင်းပေါက်ဘက်သို့ပြောင်းရွှေ့ပေးသည်နေသားတကြနှင့်တက်တောင့်တတာဖြစ်အောင်လဲစီမံပေးသည်စီမံပေးပြီးသောအခါဒူနာပြုဆရာမလေးများသည် အခန်းထဲမှထွက်သွားကြ၏ဥပဟံသည်တံတောင်စစ်တစ်ဖက်အပေါ်အာပြု၍သူအလွန်ကြည်လိုမြင်လိုနေသောရေကန်ရှိသည့်ဗန်းချံကို မြင်ရစေရန်သူကိုယ်သူကြွအောင်ကြိုးစား၏သူသည် နာကျင်မှုကိုကြိတ်ခံစားရင်ခက်ခက်ခဲခဲအာယူလိုက်သောအခါ သူကောင်းသည်ပြတင်းပေါင်းနှင့်တက်တက်စီသို့ရောက်လာ၏သူသည်အပြင်သို့ကြည့်လိုက်၏ပြတင်းပေါင်းကကြော်၍မြင်လိုက်ရသည်မှာအဖြူတုတ်ထားသောဆေးရုံ၏နာရန်ကြီးတစ်ချပ်သာဖြစ်နေပါ၏ထိုအခါဥပဟံသည်သူနာပြုဆရာမများအပြေလွှားရောက်လာစေရန် တတ်ထားသောခေါင်းလောင်း၏ခလုတ်ကိုနှိပ်လိုက်၏ခေါင်းလောင်းတန်ကြောင့်သူနာပြူများ အပြည့်အလွှားရောက်လာချိန်တွင် ဥပဟံကရောဂါပြင်းထန်လို့ဝေဒနာခံစားနေရတဲ့လူနာတယောက်ရှိလို့ရှိရင်ဟိုးဘက်ကတင်ကို ပြောင်းပြီးသမာဆရာမရဲ့ကျွန်တော်သူ့ဝေဒနာတစုံတရာကိုတက်တာအောင်ဆောင်ရွက်ပေးနိုင်တဲ့အခွင့်အရေးတရားရှိနေလို့ပါ ဟူပြောလိုက်ပါ၏ဆရာချစ်ဆံဝင်လာမင်းအိနှလုံးသားမေတ္တာစာအုပ်မှာတစုံတရာကြိုတူလိုက်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာတို့မြပေးသက်မြအားလုံးဘေကင်းကြမှာကြပါစေ